သူကလူတောင်ပြန်ဖြစ်တော်မူ ထူးချောင်းတင်ပြီးတော့ like and follow ရှာပြီးတော့မပြီးနိုင်ဘူးဆိုပြီးတော့ဝေဖန်ခံနေရတဲ့အင်ဒရာမုံမြင့်မင်္ဂလာပါပရိသတ်ကြီးရှင်အင်ဒရာမုံမြင့်ကတော့ထူးနဲ့တူတူကလေးသယောက်ဆောင်ဖြစ်ဇကားရိရှိုက်ပုပုခဲ့တာကြောင့်ထူးရင်နိုင်ရင်မှတထောက်တနေရာကနေထောက်ပံ့ဖြစ်စေနိုင်အောင်လို့ကုငွေတွေလက်ခံကောက်ပေးနေပါတယ်။သူမဘက်ကတော့သွားလေသူထူးတွေသူမတက်နိုင်သလောက်အဖြစ်ပေးနေတာဖြစ်ပေမယ့်အချို့တွေကဒီပေါ်မှာဝေဖန်ပြောဆိုမှုတွေလည်းရှိနေကြတာပါ။အင်ဒရာမုံမြင့်နဲ့ထူးတို့နေရာဟာရင်းနှီးတဲ့ဆက်ဆံရွေးတွေရှိကြတာပါ။အင်ဒရာမုံမြင့်ရဲ့အမေဖြစ်သူဆိုရင်ထူးကိုတိုင်းရင်တယောက်လိုကောမှ မေတ္တာပေးပြီးတော့ချစ်ခင်နေတာဖြစ်ပါတယ်။အိန္ဒာမိုမြေကိုရိုင်းကလည်းသွေးမတော်သားမဆက်ဆိုပေမဲ့သူ့ကိုတကယ်ကိုရင်တယောက်လိုမျိုးသဘောထားတာကြောင့်အခုလိုမျိုးထူးကွက်လိုခြင်းနဲ့ပတ်သက်လို့အတော်လေးကိုမှယူကျုံမရဖြစ်နေခဲ့ရှာရပါတယ်။အိန္ဒာမိုမြေကသူ့ရဲ့စာပနာမှာဆိုရင်မိသူကျိုဆက်ခဲတဲ့အထိဝင်ပြီးတော့တိတိကျကျလေးဆူတောင်းပေးခဲ့ပါတယ်။ဒါပြီးသူမနဲ့သူ့ရဲ့နှစ်ယောက်သားကဆက်ဆံရေးတွေကြောင့်သူ့ရဲ့ဖန်လေးတွေကသူ့ကိုမှကြားတဲ့စကားတွေကိုလည်းအိန္ဒာမိုမြေကစိတ်ထဲကနေသူ့ကိုတိတိကျကျလေးပြောပေးခဲ့ပါသေးတယ်။ အိနာမမီးကတော့ငငယ်လေးကကလေးသေးစာပြေလုတ်ကန်ခဲ့သူပါလက်ရှိချိန်ဒီဆိုရင်တော့အိနာမမီးဟာရုပ်ရှင်နဲ့ဗီဒီယိုစကားပေါင်း300ကျော်လောက်မှပါဝင်သေဆောင်ထားခဲ့ပြီးဖြစ်ပါသည်အိနာမမီးကအိနာကျော်စင်ရဲ့တမိနီယာကနေအများဆုံးသေဆောင်ခဲ့ရတာဖြစ်ပါသည်သူကတော့သေဆောင်တယောက်အနေနဲ့အာမြင်မှုလမ်းပေါ်ကိုရောက်ရှိလာကစားအခြေအနေတစ်ခုကိုရောက်လာကမှအခုလိုမမျောလင့်ထားတဲ့ဖြစ်ပျက်တစ်ခုနဲ့ကန်ဆုံးမှုမှကြာခဲ့ရတာပါသူကွယ်လွန်သွားတဲ့အပေါ်မှာအိနာမမီးက ထူးရဲ့မိသားစုဝင်တွေထက်မပေါ်ရင်တာမှမလျော့တဲ့ဝန်းနေချင်းတွေနဲ့ဝန်းနေပူဆွေးနေကြရပါတယ်။ဒါကြောင့်သွားလေသူထူးအတွက်တထောင်တနေရာကနေကြိုးရှိစေရလို့ကအိမ်တော်မမင်းကထူးအတွက်ကုငွေလေးတွေကိုဦးစီးဦးဆောင်လုပ်ပြီးတော့ကောက်ခံပေးနေရပဲဖြစ်ပါတယ်။ဒါပေမယ့်အဲ့လိုမျိုးထူးအတွက်သူမကုငွေကောက်ခံတာနဲ့ပတ်သက်လို့လူတချို့ကဝေဖန်ပြောဆိုရုံမကပုတ်ခတ်တိုက်ခိုက်တဲ့စကားတွေကိုပါပြောဆိုသုံးလုံးလာကြပါတယ်။အိမ်တော်မမင်းကသူမတင်လိုက်တဲ့ post တွေမှန်သမျှကိုလေ comment ထဲမှာပရိသတ်တွေကဘာတွေဝင်ရေးထားလဲဆိုတာနဲ့ပတ်သက်ပြီးအချိန်ရရင်ရတယ်လို့ဝင်ရောက်ကြည့်ရှုတတ်လေးရှိပါတယ်။အခု ုနာပိုင်းသူမရဲ့အကိုရင်းတယောက်လိုဖြစ်နေတဲ့ထူးနယ်ပတ်သက်တဲ့ post တွေကိုခက်ဆစ်ဆီလေးတင်မိနေတာကြောင့်အင်နာမွန်မြင့်ကအရှင်ကားချက်ပို့ပြီးတော့ comment တွေကိုဝင်ဖက်ဖြစ်နေပါရီ။ဒါကြောင့်သူမအပေါ်မှာဝေဖန်ပြောဆိုနေကြရတဲ့ပတ်သက်ပြီးအင်နာမွန်မြင့်ဟာကိုရင်ကိုကြားတွေ့ရှိနေရပဲဖြစ်ပါရီ။သူမရဲ့လောက်ရပေါ်မှာထောက်ခံတဲ့ comment တွေလည်းရှိပေမယ့်အချို့ comment တွေကတော့သူမကိုဝန်းနေလောက်အောင်လုပ်နေကြတာပါ။လူတချို့ကအပေါ်ရန်နေလေး သူများကွယ်လွန်တာကိုလိုက်လို့ကျင်တာမလားအလွန်ငွေကောက်လိုက်ငိုလိုက်ရီလိုက်ဟိုပြောဒီပြောပြောလိုက်နဲ့စဉ်းစားကြည့်ပေါ့ကိုကိုကိုဆိုပြီးတော့တမျိုးအဲ့လိုပဲထင်နေဒီကောင်မလေးလိုက် follow လို့ကျင်လို့အခုထိတင်တာမပြီးသေးတာကွယ်လွန်သွားတဲ့လူကလူပြန်ဖြစ်တော့မေသူကခုထိကွယ်လွန်တဲ့သူနဲ့ပတ်သက်ပြီးတော့လိုက်ရှာနေတော့တချို့မှလည်းဒီလိုပဲကြာလာတော့အမြင်မှကက်လာပြီးဆိုပြီးတော့တမျိုးတပုံတိုက်ခိုက်ပြောဆိုခဲ့ကြတာပါဒီပေါ်မှာအိနာမိုးမြင့်ကအကိုကြီးတွေ့ ကုငွေလေးတွေကိုကောက်ပေးပြီးတော့ပေမဲခံရလို့ပေးနေရတောင်းဒီလိုမှန်းကြရင်ငယ်လေးတော်တော်လေးကိုမှဝန်းနေပြီးတော့အာရုံနောက်ရပါရီ ကိုကြီးဖက်နေခဏခဏလာပြောနေတာကြောင့်အခုလိုငဲ့ပေးမှာတစ်တော်မှာကိုကြီးနဲ့ပတ်သက်တာတွေတင်ပြရခြင်းမှာဖြက်လိုက်ရင်တောင်မှပြန်တင်ပေးပါလို့ခဏခဏလာပြောတဲ့ fan လေးတွေကြောင့်အခုလိုတင်ရခြင်းဖြစ်ပါတယ်။အပေါ်ရန်ကြည့်ပြီးတော့သူများတကာကိုလိုက်ဝေဖန်တာအဆင်မပြေပါဘူး။အကုံငွေကိုလည်းနောက်တစ်ရက်ပဲလက်ခံမှာတော့မင်းအနည်းစီသွားတဲ့အခါမှာလည်းဗီဒီယိုရိုက်ပြီးတော့တင်ပေးပါမယ်။ငဲလို့ပြီးနိုင်တာဒါအကုန်ပါပဲရှင်လို့ပြန်လေတုတ်ပြန်ပြောကြားထားတာပဲဖြစ်ပါတယ်။ပရိသတ်ကြီးနေနဲ့ရောအင်ဒရာမုံမြင့်ရဲ့လောက်ရက်တွေကလူတို့ချုပ်ဝေဖန်နေကြသလိုအကဲပုံနေလို့ထင်မိသလား။ comment လေးမှာပြောခဲ့ပေးပါအောင်ရှင်။